မြားလုံးပဲမင်္ဂလာခင်ဗျဒီနေ့မှာတော့ one championship က1173ပြိုင်ပွဲရဲ့တွဲဆိုင်တစ်ဆိုင်ကိုထုတ်ပြန်ကြေညာပေးလိုက်ပါတယ်အဲ့တွဲဆိုင်ကတော့ကျွန်တော်တို့မာဖိုက်တာဆိုလင်ဦးပွဲထိုးရမယ်တွဲဆိုင်ပဲဖြစ်ပါတယ်ဗျအဲ့အသင့်စရာကောင်းတယ်လို့ပြောရမှာပါကျွန်တော်တို့က1170ပြိုင်ပွဲကြီးမှာဆက်ဆံကိုဆိုလင်ဦးကအရင်နိုင်ခဲ့တယ်အဲ့နောက်မှာသူ့ကို159 29မှာကောက်ထုံးနဲ့ပွဲတယ်ပေးတယ်အဲ့ပွဲမှာလည်းသူကထတ်ရှုံးခဲ့တယ် ရှေ့မှာလဲသူ1 Friday 5မှာနာဗီကိုရှုံးတာတာဆိုတော့သူ့အနေနဲ့ပြန်ပွဲကြီးမှာပွဲမရတော့ဘူးအောက်ကိုဆင်းပြီးတော့1 Friday 5ပြန်ထိုးရတဲ့အနေထားပြန်အောင်သွားမယ်လို့ထင်ထားတာဗျဒါပေမဲ့1ဟာတမ်နီဆိုယူကိုခွင့်နှံထပ်ပေးပါတယ်အမေရိကန်ပြည်တော်စုဒင်ပါမှာကျင်းပဖို့ရှိနေတဲ့1173ပြန်ပွဲစီကိုဆိုလင်းကိုဆွဲခေါ်သွားပါတယ်ဗျ1173ပြန်ပွဲကြီးကစကားရေက Stanford Dex ပြန်လာမဲ့ပြန်ပွဲဖြစ်နေလို့ ပြည်သက်စိတ်ဝင်စားမှုမြင့်တက်နေပြီးသားပါစတန်ဖယာတက်နဲ့ဂျာဖျက်ချန်ပီယံသူတငယ်ချင်းဇမ်ဘိုအန်ဂါတို့ကိုပွဲတည်ပေးထားတယ်ပေါ့လေရွှေကပတ်လူပွဲတည်ပေးထားတယ်ဆိုတော့အဲ့ကလေးက1173ပြိုင်ပွဲကြီးကိုပြည်သက်တွေကစိတ်ဝင်စားရှိနေကြတယ်အခုတော့တမနီဆိုရဲ့ website ထွက်လာပါပြီဆိုလင်းကိုတော့ Britain Fighter Leon Harrison နဲ့ပွဲတည်ပေးထားတယ်ဗျပြောရမယ်ဆိုရင်တော့အချုံသမား2ယောက်ကိုပေးတွေ့ထားတဲ့ပွဲစဉ်မှာပဲဒီပွဲမှာအနိုင်ရတဲ့သူကတော့ဝမ်ရဲ့ပြိုင်ပွဲကြီးဒီမှာ ဆက်ပြီးနေရာရဖို့အခွင့်အလမ်းများပွားနိုင်တယ်အဲ1 fight night တို့အခုလို1ပွဲကြီးတွေမှာဆက်ပြီးတော့အခွင့်ရရနိုင်တယ်ဗောလေရှုံးတဲ့သူကတော့1 friday fight ကိုစင်းထိုးရနေတာဖြစ်သွားရတယ်ဗျလီယန်ဟာရီဆန်ကအခုမတိုင်ခင်ငပွဲဆက်တိုက်ရှုံးနေထားပါတယ်နောင်အိုကိုအရင်နေခဲ့တယ်ပြီးတော့သူဆက်ဆံကိုရှုံးနေခဲ့တယ်နှစ်ပွဲလုံးကိုသူအလဲထိုးနေနေပြီရှုံးခဲ့တာပါဗျဆိုလင်းကတော့၃ဘွဲ့ဇက်တ်သူကအမှတ်ဆုံးပြည့်ချက်တွေနဲ့ပဲရှုံးနေခဲ့တယ်မာကုံမြင့်နဲ့ ထိုးအားကောင်းတယ်ဆိုင်ထိုးပြန်ထိုးတာမှာနာမည်တလုံးရထားတယ်ပေါ့လေဖိုက်တာတယောက်ဖြစ်ပါတယ်အဲ့တော့ဆိုလင်းကဒီပွဲမှာဘာကြီးလုပ်ပြနိုင်မလဲဆိုတာကျွန်တော်စောင့်ကြည့်ကြအောင်ပါပါသူတို့နှစ်ယောက်လုံးကတော့ဆက်ဆံကိုရှုံးတာချင်းတူပါတယ်လီယန်ခါရီဆန်ကအလဲထုံးနဲ့ရှုံးခဲ့တယ်ဆိုလင်းကတော့အမှတ်နဲ့ရှုံးခဲ့တယ်အဲ့လိုဖြစ်ခဲ့တယ်ပေါ့လေအခုဒီဒီချိန်မှာတော့ဆိုလင်းအနေနဲ့အမှတ်နဲ့အနိုင်ရဖို့နည်းလမ်းတွေကိုလည်းပြင်ဆင်တွေးဆဖို့လိုပါပြီ။ဘာကြောင့်လဲဆိုတော့၈၀၃ပွဲဟာသူတင်ကန်းစာယူမယ်ဆိုရင် သင်ခန်းစာဥစရာတွေအများကြီးပါပဲ hydration test ချုံမှုဝိတ်ချိန်နာမှာနောက်ဆုံးဝိတ်ပြန်ညှိပြီးတော့ထိုးရတဲ့နေသားဖြစ်သွားမှုကိုယ့်ရဲ့ထိုးကြေးကိုပြန်ပက်စီခွဲပေးလိုက်ရမှုပြီးတော့ bonus knowing ကွင့်ဆုံးကျုံသွားမှုဒါတွေဖြစ်ခဲ့ရတယ်မဖြစ်အောင်ဒီပွဲမှာစဉ်တကြပြင်ဆင်ရတာမှာပါပြိုင်ပွဲအတွက်9လတောင်ပြင်ဆင်ကြရထားတယ်ဆိုတော့အဆင်ပြေအောင်လုပ်နိုင်လိမ့်မယ်လို့တော့ယူဆမိပါတယ် Leon Harrison ကထိုးအားကောင်းတဲ့ fighter တယောက်ဖြစ်တော့ solo အနေနဲ့လွယ်တော့မလွယ်ပါဘူး တော်တော်ခက်တဲ့ပွဲစဉ်ဖြစ်လာမှာပါ ဖြစ်နိုင်မယ်ဆိုရင်အမှတ်နဲ့အနိုင်ဘုံနီလန်းကိုအုပ်ကရဲကရှာဖွေပြီးတော့တွေးစာထားတာကအကောင်းဆုံးပါပဲလေ့ကျင့်ပြင်ဆင်တဲ့အချိန်မှာအလဲထိုးအလဲထိုးမှနိုင်မယ်ဆိုတဲ့ mindset တွေကိုဖျောက်ပြီးတော့အလဲထိုးလို့မရရင်အမှတ်နဲ့နိုင်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့နီလန်းကိုလည်းရှာဖွေထားဖို့လိုအပ်လာခဲ့ပြီဖြစ်ပါတယ်ဒီပွဲဟာ1173ပြိုင်ပွဲကြီးရဲ့ပွဲကောင်းတစ်ပွဲဖြစ်လာပါလိမ့်မယ်ဒီယန်ဟာရီစင်နဲ့ဆိုလင်းဦးတို့ကဘင်တန်ဝိတ်တန်မွေထိုင်းပွဲဖြစ်ထိုးကြမှာပါ ဒီပြိုင်ပွဲကိုဩဂတ်စတာ၁ရက်နေ့မှာကျင်းပဖို့ရှိနေပါတယ်အမေရိကန်ပြည်တော်စုဒင်ပါမှာကျင်းပမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ